ခုဒီနေ့ချမ်းပါရတော့ဆာလံနံပါတ်60နှစ်ဖြစ်ပါတယ်။ခန်းကြီး60နှစ်အငယ်1မှ4အကယ်စင်စစ်ငါဝိညာဉ်သည်ဘုရားသခင်ရှေ့မှညင်ဝတ်စွာနေတတ်၏။ငါကိုကယ်တင်ခြင်းအကြောင်းသည် အထံတော်ကတဲ့ရောက်ရ၏။အကယ်စင်စစ်ဘုရားသခင်သည်ငါ၏ကြောက်ငါကိုကယ်တင်ခြင်းအကြောင်းငါခိုးလုံရာဖြစ်တော်မူ၍ငါ၌လှုပ်ရှားခြင်းများစွာမရှိရ။တင်တို့သည် အပေမြတ်ကလပ်ပလုံးတျောက်တော်သူကို ိုက်ကြမည်နီသူကိုတိန်သောအုပ်ယိုလှုပ်သောထျံကဲ့သို့မှတ်၍တင်တို့အပေါင်းသည်အဘယ်မျှကာလပတ်လုံးဖြူဖြဲ့ကြမည်နီထိုသူကိုမြင့်သောရက်ကလှဲခြင်းကကြံစီလျက်နေကြ၏မှုသာကိုနှစ်သက်ကြ၏နှုတ်ဖြင့်ကကောင်းချီးကိုပေးလျက်နှလုံးလိုက်ကချိန်ဆခြင်းကိုပြုတ်ကြ၏အငယ်ငါမှရှစ် အကယ်စင်စစ်ငါဝိညာဉ်သည်ဘုရားသခင်ရှေ့မှညင်ဝတ်စွာနေတတ်၏ငါမျောလင်းခြင်းအကြောင်းသည် အထံတော်ကတည့်ရောက်ရ၏အကယ်စင်စစ်ဘုရားသခင်သည်ငါ၏ကြောက်ငါကိုကယ်တင်ခြင်းအကြောင်းငါခိုးလုံရာဖြစ်တော်မူ၍ငါသည်လှုပ်ရှားခြင်းမရှိရာငါကိုကယ်တင်ခြင်းအကြောင်းငါ၏ဘုံပွင့်ခြင်းအကြောင်းကဘုရားသခင်ပေသည် ငါကိုအားပေးသောကြောင့်ငါခိုးလုံရာကဘုရားသခင်ပေသည်။အိုလူများတို့ဘုရားသခင်၌အစင်မပြခိုးလုံကြလော။ရှေ့တော်၌စိတ်နှလုံးကိုဖွင့်ပြကြလော။ဘုရားသခင်သည်ငါတို့ခိုးလုံရာဖြစ်တော်မူ၏။အငယ်ကူမဆနှင့်အကယ်စင်စစ်ယုံညံ့သော သူတို့သည် အနတ္တအတရေရှိသော သူတို့သည်မှုသာဖြစ်ကြ၏။ချိန်ခွေနှင့်ချိန်ဆက်လျင် ထိုသူအပေါင်းတို့သည် အနတ်တတ်တဲ့ပါ၍ပေါ်ကြ၏ညင်းစေခြင်းကိုမကူစားချနှင့်အနိုင်ထက်လူယူ၍မဝါကြွားချနှင့်ဥစ္စာများပြားလျင်စိတ်ဆွဲလန်းခြင်းမရှိချနှင့်ဘုရားသခင်သည်တစ်ချိန်ဗျာဒိတ်ပေးတော်မူပြီးနှစ်ချိန်မြောက်ငါကြားရသောဗျာဒိတ်ဟုမူကားတကူသည်ဘုရားသခင်၌ရှိ၏။အိုထာဝရဘုရားကိုရိုဒီဂုဏနှင့်ပြည့်စုံတော်မူ၏။ ကိုယ်တော်ဒီလူအသီးသီးတို့အားသူတို့အကျင့်နဲ့အလျောက်အကျိုးအပြစ်ကိုဆက်ပြီးတော်မူ၏။ Okay, now ကြောက်ပါပါပြန်သေးချက်ပဲ။ Bye bye.